္လာပါရှင်ကျမကတော့ဂျာမုံပါအောက်တိုဘာ10ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကိုတင်ဆက်ပေးပါမယ်ရှင်နိုဘယ်ငြိမ်းချမ်းရေးဆုကိုဗင်နီဇွဲလားအတိုက်ခံကောင်းဆောင်မျိုးသမီးရရှိသွားပါပြီအဇာဘိုင်ဂျန်ခီးတဲ့တင်လေရင်ကိုရုရှားကမှားယွင်းပစ်ချခဲ့တယ်လို့ပူတင်ဝန်ခံလိုက်ပါတယ်နေဆက်မှာမိုင်းရှင်းမဲ့ထိုင်းစစ်တပ်ကိုကမ္ဘောဒီးယားရဲ့သားတွေဆန္ဒပြခဲ့တာပါဒီသတင်းတွေပြောပြထားပါတယ်ရှင်အခုနှစ်ရဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကိုတော့ဗင်နီဇွဲလားနိုင်ငံရဲ့အတိုက်ခံကောင်းဆောင်မျိုးသမီးဖြစ်သူ မာရီယာကိုရီနာမာချာဒိုကရရှိသွားခဲ့ပါတယ်။နော်ဝေးနိုင်ငံရဲ့နိုဘယ်ဆုရွေးချယ်ရေးဖွဲ့ကမာချာဒိုကို2025နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အနေနဲ့ရွေးချယ်လိုက်ကြောင်းဒီနေ့အောက်တိုဘာ10ရက်နေ့မှာတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။အသက်58နှစ်အရွယ်မာချာဒိုကစစ်မှုအင်ဂျင်နီယာတဦးဖြစ်ပါတယ်။အာနာရှင်ဖြစ်သတ်မှတ်ခံရတဲ့ဗင်နီဇွဲလားသမ္မတနီကိုလတ်စ် မာဒူရိုကိုသူကနိုင်ငံရေးအရာစိန်ခေါ်ဆန့်ကျင်ရပ်တည်နေတာဖြစ်ပါတယ်။အမောင်မိုက်ဆုံးကာလတွေမှာတော့ဒီမိုကရေစီမီရှုတစားကို ဆက်လက်သေဆောင်သွားနိုင်တဲ့အမျိုးသမီးလို့သူမကိုနိုဘယ်ဆုရွေးချယ်ရေးဖွဲ့ကချီးကျူးထောမနာပြုခဲ့ပါတယ်။မြန်မာကာလလက်တင်အမေရိကနိုင်ငံရဲ့ရပ်ဝန်းမှာထူးကဲလှတဲ့စံနမူနာပြုလုပ်စရာပုံကိုတူအဖြစ်ရက်တည်နေတာကြောင့်လဲသူမကိုနိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ဆုရွေးချယ်ရေးကော်မတီအကြီးအကဲကတော့မာချာဒိုဟာဗီနီဇွဲလာမှာစီလုံးညီညွတ်မှုတေကေတာပြယုံတစ်ခုအဖြစ်ရက်တည်နေသူလို့လည်းပြောကြားခဲ့ပါတယ်။ဗီနီဇွဲလာရဲ့ပြည်တွင်းအခြေအနေတွေမှာ မှန်ကန်တဲ့ဒီမိုကရေစီအတွက်အလုပ်လုပ်ရတာကခက်ခဲပြီးအန္တရာယ်များပါပဲ။မာချာဒိုကယုံကြည်မှုကိုလုံးဝအပြည့်အဝမခံဘဲတတိရှိရှိရှေ့ဆက်နေသူလို့လဲနိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ကဆိုပါတယ်။အန္တရာယ်များလာတဲ့အခြေအနေတွေမှာတော့မာချာဒိုဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေကျင်းပနိုင်ရေးကိုလွန်ခဲ့တဲ့နှစ်ပေါင်း20လုံးလုံးအင်တိုက်အားတိုက်တောင်းဆိုခဲ့ကြအောင်။သူမဟာကြည်စံထက် ပိုပြီးမဲပြားတွေကိုရဲရဲရွရွယုံကြည်ရွေးချယ်ခဲ့ကြောင်းလဲ Nobel Committee ရဲ့လက်ရှိဥက္ကဋ္ဌကပြောကြားသွားပါတယ်။ မာချာဒိုကအာနာရှင်စနစ်ကနေဒီမိုကရေစီစနစ်စီငြိမ်းချမ်းစွာမျှတစွာကူးပြောင်းနိုင်အောင်စ조사ရုံးကန်နေသူဖြစ်လို့စုရွေးချယ်ကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။နိုဘယ်ဆုကိုဒီဇင်ဘာလထဲမှာပေးအပ်ခြင်းမြင်မှာဖြစ်ပေမဲ့လည်းမာချာဒိုအနေနဲ့ကိုယ်တိုင်လက်ခံယူနိုင်မလားဆိုတာတော့မသေးကြသေးပါဘူး။ဘာလို့လဲဆိုတော့တမဒမာဒူရိုရဲ့အစိုးရကသူ့ကိုပြည်ပထွက်ခွင့်တားဆီးပိတ်ပင်ထားတာကြောင့်ပါ။ဖီနီဇွဲလာမှာတော့အတိုက်ခံအင်အားစုတွေကအနောက်မဟာမိတ်ဒီမိုကရေစီနိုင်ငံတွေရဲ့အားပေးထောက်ခံမှုကိုရထားပါတယ်။ အခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုကို American သမ္မတဒေါ်နယ်ထရမ့်ရနိုင်မလားဆိုပြီးဆွေးနွေးငင်းခုံမှုတွေရှိခဲ့ပေမဲ့စုရွေးချယ်ရေးအဖွဲ့ကတော့မာချာဒိုကိုပဲစုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။မာချာဒိုကနိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရတာကြောင့်ဒေါ်လာ1.16တန်းနီးပါးနဲ့ညှိနှတဲ့ငွေကြေးကိုချီးမြှင့်ခံရမှာဖြစ်ပါတယ်။အခုနှစ်နိုဘယ်ဆုတွေမှာဓာတုဗေဒ၊ယူပဗေဒ၊ဆေးပညာ၊စာပေနဲ့ငြိမ်းချမ်းရေးဆုရသူတွေကိုအတီးအပြုတ်ထုတ်ပြန်ထားပြီးစီးပွားရေးနိုဘယ်ဆုကိုတော့ လာမယ့်သတင်းပတ်မှာကြီးညာမယ်လို့သိရပါတယ်ရှင်။မနစ်တုံးကအဇာဘိုင်ဂျန်ခီးတဲ့တင်လေရင်တစည်းပြတ်ကြပြီးလူ40နီးပါးတေဆုံးခဲ့တာကရုရှားစစ်တပ်ရဲ့အမှားကြောင့်လို့ရုရှားသမ္မတဗလာဒီမီယာပူတင်ကဝန်ခံပြောကြားခဲ့ပါတယ်။ဒါကအဇာဘိုင်ဂျန်လေကြောင်းပိုင်ခီးတဲ့တင်လေရင်ပြတ်ကြပြီးလူ38ဦးတေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ရုရှားဘက်ကပထမဆုံးအကြိမ်တာဝန်ယူဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။ရုရှားကအင်းနီချင်းအဇာဘိုင်ဂျန်နဲ့ဆက်ဆံရေးတင်းမာမှုတွေကိုလျှော့ချဖို့စူးစမ်းမှုရဲ့အစိတ်အပိုင်းဖြစ် အခုလိုဝန်ခံခဲ့တာလို့နိုင်ငံတကာရေးရာကဲခတ်တွေကပြောပါတယ်။အောက်တိုဘာ9ရက်နေ့မှာပူတင်ကဝန်ခံခဲ့တာဖြစ်ပြီးအဲ့ဒီလေရင်ကိုရုရှားလေကြောင်းကာကွယ်ရေးစနစ်ကယူကရိန်းဒရုန်းတစ်စီးလို့မှားယွင်းယူဆပြီးပစ်ချမိခဲ့ကြောင်းအတည်ပြုထားပါတယ်။2024ဒီဇင်ဘာ25ရက်နေ့တုန်းကအဇာဘိုင်ဂျန်လေကြောင်းပိုင်းခီးတဲ့တင်လေရင်ဟာဘာကူမြို့ကနေပြန်တက်လာပြီးတဲ့နောက်ရုရှားရဲ့ခြေချင်းညာဒေသတွေက Grozny မြို့မှာဆင်းသက်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လေရန်ကိုရဲနားမှာဒုံးကြီးတွေပောက်ကွဲရာကထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့တဲ့အတွက်လမ်းကြောင်းပြောင်းပြန်တန်းပြီးကာဇက်စတန်အနောက်ပိုင်းမှာရေးပေါ်ဆင်းသက်ခဲ့ပါတယ်။လေရန်ဆင်းသက်ချိန်မှာပြက်ကျမှုဖြစ်ရာကစုစုပေါင်းလိုက်ပါလာသူ68ဦးထဲက38ဦးထိသေဆုံးခဲ့တာဖြစ်ပါတယ်။အဇာဘိုင်ဂျန်အာနာပိုင်တွေကလေရန်ကိုရုရှားကမှာယူပစ်ချခဲ့တာလို့ဆွဆွဲခဲ့ပေမဲ့ကနအူးမှာရုရှားကတရားဝင်ဝန်မခံခဲ့ပါဘူး။ နေ့ကအောက်တိုဘာ9ရက်နေ့ကျမှပဲအဇာဘိုင်ဂျန်သမ္မတနဲ့တွေ့ဆုံချင်းပူတင်ကအခုလိုထုတ်ဖော်ဝန်ခံခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကကာဂျီကစ္စတန်နိုင်ငံရဲ့မြို့တော်ဒူရှန်ဘီမှာအစည်းအဝေးတစ်ခုကိုတက်ရောက်ရင်းတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ပူတင်ကအဲ့ဒီအမားရွင့်နဲ့ပတ်သက်လို့တာဝန်ရှိသူတွေကိုထိထိရောက်ရောက်အပြစ်ပေးအရေးယူပါမယ်လို့လည်းအာမခံခဲ့ပါတယ်။အဇာဘိုင်ဂျန်နဲ့ရုရှားတို့ဟာအရင်ကအထိုက်လျောက်နှွေးထွေးတဲ့ဆက်ဆံရေးမျိုးရှိခဲ့ပေမဲ့လည်းလေရင်ပြတ်ကျမှုပြီးမှတော့နှစ်ဖက်ကြားခက်တန်းတန်းဖြစ်သွားခဲ့ပါတယ်။ ီကိစ္စတွေအတွက်ဥပဒေကြောင့်အရာလိုအပ်တဲ့ဖြေရှင်းမှုတွေရောနင်နာကြီးကိစ္စတွေကိုပါရုရှားဘက်ကအပြည့်အဝတာဝန်ယူပေးမယ်လို့လဲပူတင်ကကန့်လန့်ခဲ့ပါတယ်။နောက်ပြီးသူကနှစ်နိုင်ငံကြားအတင်းမာမှုတွေရှိနေတာကိုဖြေလျှော့ပြီးကောင်းမွန်တဲ့ဆက်ဆံရေးကိုပြန်လည်တည်ဆောက်နိုင်ဖို့လိုလားတယ်လို့လည်းပြောပါတယ်။အဇာဘိုင်ဂျန်ကောင်းဆောင်ကလည်းနှစ်နိုင်ငံကြားမှာအပြည့်အဝဆောင်ပြီးကျေပြန့်တဲ့ဆွေးနွေးစရာကိစ္စတွေအများကြီးရှိနေသေးတယ်လို့ပြောကြားသွားပါတယ်ရှင်။နေဆက်မှာမိုင်းရှင်းမဲ့ထိုင်းစစ်တပ်ကိုကမ္ဘောဒီးယားအရက်သားတွေကစန့်ကျင်ဆန္ဒပြပြီး နှစ်ဖက်တင်းမာမှုတွေဖြစ်ပေါ်နေပါတယ်။ထိုင်းစစ်တပ်ကစားကောင်းပြည်နယ်ရဲ့အစွန်ဖျားကြေးရွာနှစ်ခုမှာအောက်တိုဘာ၁၀ရက်နေ့ကျရင်မြေမြုပ်မှရှာဖွေရှင်းလင်းမှုတွေလှုပ်ဆောင်သွားမယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမိုင်းရှင်းမှုတွေပြီးရင်ကမ္ဘောဒီးယားဘက်ကနေဂျုံဝင်ရောက်နေထိုင်သူတွေကိုလည်းနှင်ထုတ်ဖို့စီစဉ်ထားတဲ့သတင်းကြောင့်ကမ္ဘောဒီးယားပြည်သူတရာကျော်လောက်စုဝေးကန့်ကွက်နေတာဖြစ်ပါတယ်။ဒီမနက်ပိုင်းကလေးကဘန်နွန်ရာကောင်နဲ့ဘန်နွန်ချန်တို့နာနေဆက်မှာကမ္ဘောဒီးယားရဲသားတွေကစုဝေးပြီးမိုင်းရှင်းမဲ့ကိစ္စကိုစတင်ဆန္ဒပြနေခဲ့တယ်လို့ ထိုင်းစစ်တပ်က Facebook ပေါ်မှာရေးသားထားပါတယ်။လူစုလူဝေးထဲမှာတော့တချို့ကကင်မရာတွေပါယူဆောင်လာပြီးဖြစ်စဉ်ကိုမှတ်တမ်းတင်နေတယ်လို့ဆိုပါတယ်။ထိုင်းအာဏာပိုင်တွေကထုတ်ပြန်တဲ့ဓာတ်ပုံတွေထဲမှာတော့နေဆန္ဒကတန်ဆူးကျိုးခွေတွေနာမှာကလေးတွေအမျိုးသမီးတွေအပါအဝင်ကမ္ဘောဒီးယားပြည်သူတွေစုဝေးနေတာကိုတွေ့ရပါတယ်။ထိုင်းစစ်တပ်ရဲ့အဆိုအရအဲ့ဒီ area မှာမိုင်းရှင်းမှုတွေပြီးစီးသွားရင်ထိုင်းဘက်ဝင်ရောက်နေတဲ့ကျူးကျော်အင်အားတွေကိုဆက်လက်ဖယ်ရှားမယ်လို့သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကနေဆက်ငင်းပွားမှုတွေကြောင့် ဇူလိုင်လကုန်ပိုင်းက9ရက်ကြာစည်ရေးပြိပခါဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းအပြည့်အခက်ရက်စဲထားပေမဲ့အောက်တိုဘာလ3ကစပြီးနေဆက်မှာတင်းမာမှုတွေပြန်လည်မြင့်တက်လာနေပြန်ပါတယ်။ထိုင်းစစ်တပ်ကနေဆက်မှာမြင်းမြုံမှာရှင်းလင်းဖို့စီစဉ်နေကြောင်းကမ္ဘောဒီးယားဘက်ကအသိပေးခဲ့ပေမဲ့ကမ္ဘောဒီးယားကတော့ဒီလောက်ရဟာအပြည့်ရသဘောတူညီချက်ပါသတ်မှတ်ချက်တွေကိုချိုးဖောက်ရာရောက်တယ်လို့ဆွဆွဲပြီးပယ်ချထားပါတယ်ရှင်။ People's Spring ရဲ့နိုင်ငံတကာသတင်းတွေကိုကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။